မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်တကယ်ကိုအသက်သက်မြအရေးကြီးတဲ့ကိစ္စတစ်ခုပါအဲ့ဒါကတော့ကျွန်တော်တို့အားလုံးမိခွန်ရခဲ့မြေစီလွားရဲ့ကြားမာရေးကိုဘလို့ကားခွဲဆုံးရှုံးကြမလဲဆိုတာပါပဲပါလို့လဲဆိုတော့ဒါကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက်အခြေခံအကြဆုံးအုံမြစ်ပဲမဟုတ်လားကဲဒီမိခွန်လေးကို အတူတူစဉ်းစားကြည့်ကြရအောင်နိုင်ငံတကာနိုင်ငံမှာလေအရေးအကြီးဆုံးဒါပေမဲ့ဒီချိန်တည်းမှာပဲအထူးကအလွယ်ဆုံးတည်ရန်စာကြောက်အဲ့ဒါဘာများဖြစ်မလဲဗျာ အဖေကတစ်အဝဲကြီးမှမဟုတ်ပါဘူးကျွန်တော်တို့ခြေထောက်တီအောက်မှာပဲရှိနေတာပါဟုတ်ပါတယ်မြေစီးလွားပါပဲစဉ်းစားကြည့်လေကျွန်တော်တို့ရဲ့စားဝတ်နေရေးစီးပွားရေးတနင်္ဂနွေလုံးရဲ့ဒါရဝါပြောင်းမှုအားလုံးကဒီမြေစီးလွားပေါ်မှာပဲမူတည်နေတာမဟုတ်လားဒါဆိုရင်ဒီလိုအဖိုးမဖြတ်နိုင်တဲ့တက်ရှိအိုးမြေကြီးကို ကျွန်တော်တို့ဘယ်လိုကကွယ်ကြမလဲအဓိကကြတဲ့ဖြူဟာကဘာဖြစ်မလဲကြည့်လိုက်ကြအောင်ဆိုတော့ဒီဘူးဟာကို integrated soil fertility management ISFM လို့ခေါ်ပါတယ်။မြို့နာလို့ဆိုရင်တော့ပေါင်းဆက်မြေစီလွာဖွံ့ဖြိုးမှုစီမံခန့်ခွဲပေါ့။အဲနာမည်ကနင်းနေရှေတော့ရှုပ်သွားနိုင်တယ်။ဒါပေမဲ့ယိုယိုလေးပါပဲ။ဒါကဘာလဲဆိုတော့နီလန်ကောင်းတွေကိုပေါင်းပြီးတုံးတာပါ။ဥပမာတဘာဝမြေသွစာတွေတုံးမယ်၊ရေရှည်ခံမဲ့စိုက်ပျိုးရေးနီးစနစ်တွေတုံးမယ်။ပြီးတော့မြေကြီးကတကယ်လိုအပ်တဲ့အာဟာရကိုပဲဖြစ်မှတ်ထားပြီးဖြည့်ပေးမယ်။အဲ့ဒီလိုနီလန်းစုံကိုပေါင်းပြီးတော့ကျွန်တော်တို့ရဲ့မြေကြီးကိုပြန်ပြီးတော့ဂရုစိုက်တာမျိုးပေါ့ ပရမဇုံအချက်ကတော့မြေစီလွာကိုအစကျွေးဖို့ပါပဲသူ့ကိုအိုင်းနေပြန်ပြေးလာအောင် လုပ်ပေးရမှာပေါ့ဆိုတော့မြေကြီးကိုအရင်ကနေစပြီးမြေတော်သားထက်တန်လာအောင်ဘယ်လိုလုပ်ကြမလဲဆိုတာကြည့်လိုက်ကြအောင်အဓိကကတော့နီးလက်နှစ်ခုရှိလဲပထမတစ်ခုကတော့မြေဆွေးတို့တိရိစ္ဆာန်ခြေတို့လိုသဘာဝပစ္စည်းတွေကိုတုံးတာပေါ့ဒါကလေမြေကြီးရဲ့ဖွဲ့စည်းပုံကိုပိုးပြီးခိုင်မစေသလိုရေကိုလည်းပိုးပြီးထိန်းထားနေတယ်နားစနစ်ကပိုးပြီးစိမ်းဝစားဖို့ကောင်းတယ်ပဲမျောနှွန့်ဝင်လို့ပင်တွေကိုစိုက်တယ် ပြီးရင်အဲ့ဒီအပက်တွေကိုမြေကြီးလက်ပြန်ထည့်ပြီးခဲထုတ်လိုက်တာမြေဆွေးပင်လို့ခေါ်တာပေါ့အဲ့ဒီလိုလုပ်ချင်အပြင်မြေကြီးတွေကိုနိုက်ထရိုဂျင်တက်တီသဘာဝနဲ့ပြန်ထည့်ပြစ်ပစ်တာဖြစ်သွားတော့โอเคဒုတိယချက်အဲ့ဒါကတော့မြေစီလွာကို ကာကွယ်ဆောင်ရှောက်ဖို့ပါပဲအစာကျွေးပြီးပြီဆိုတော့သူ့ကိုအကာအကွယ်ပေးရမှာပေါ့အထူးသဖြင့်လေတန်းမိုးတန်တွေရဲ့တိုက်စားမှုကနေဘလိုမျိုးဒိုင်းငါတခုလို ကာကွယ်ပေးမလဲဆိုတာ လာစက်ကြည့်လိုက်ကြရအောင် ဒီနေရာမှာထဲထွက်တဲ့နီးစနစ်နှစ် ခုကိုရှင်ကြည့်အောင်ရိုးရာနီလန်းကမြေကိုအများကြီးမွေးနှောက်လိုက်တယ်လို့ဖြစ်နေတော့မြေစီလွာကပိုပြီးတိုက်စားလွယ်သွားတယ်အဲ့ဒီမှာကဘူးနော်မြေကြီးထဲမှာရှိတဲ့အချိုးပြူပိုးမွှားလေးလေးပါတေကုန်ရောဒါပေမဲ့ထင်းသိမ်းဆောင်ရှောက်နေကြတော့အဲ့လိုမဟုတ်ဘူးသူကမြေကိုလိုသလောက်ပဲအနှဲငယ်ပဲမွေးတာအဲ့ဒီတော့မြေရဲ့တဘာဝဖွဲ့စည်းပုံလည်းမပြည့်စည်ဘူးတိုက်စားမှုကလည်းကာကွယ်ပြီးသားဖြစ်သွားတယ်နောက်ထပ်အရန်ကိုစမတ်ကြတဲ့နီလန်းတစ်ခုရှိသေးတယ် ဲ့ဒါကတော့တီးလင်စိုက်တာပါဥပမာဒီရားဒီမှာစပားစိုက်တယ်ပြီးရင်နောက်ရားဒီကျတော့မပယ်ပြောင်းစိုက်လိုက်တယ်ပြီးမှနန်းတို့ဖစင်းကုံတို့ ਨੇ ဆက်ပြီးလှည့်စိုက်သွားတာမျိုးမို့ဒီလိုလုပ်တာကလည်းနှစ်ချက်ကောင်းတယ်တစ်ချက်ကပိုးမွားတဲ့ယောဂါတွေရဲ့ထန်တရားကိုဖျက်ချလိုက်တယ်လို့ဖြစ်သွားတယ်။နောက်တစ်ချက်ကမိသေးကအာဟာရဓာတ်တွေကိုလည်းတီးနှံအယူမျိုးကညမြတ်တတာစုပ်ယူတုံ့ဆွဲနိုင်တော့တာပေါ့။ဒါတင်တခြားကောက်ွယ်နေတွေလည်းရှိတယ်နော်။ဥမာ cycling ကိုခဏနားထားတဲ့အချိန်မျိုးမှာ မြေပုံတင်းနန်းတွေဆိုက်ထားလိုက်တာမျိုးပေါ့ဒါကမြေကြီးကိုဆောင်းတထဲခြုံပစ်ထားတယ်လို့ပဲလေနဲ့မိုးတိုက်စားတာတွေကိုနေကောက်ွက်ပေးတယ်။နောက်ပြီးတော့တောက်ကုန်းဘက်တွေမှာဆိုရင် လေကားဒစ်ဆိုက်ခင်းတွေလုပ်တာ၊ခြောက်တွဲကအနေအထားမှာဆိုရင်လေကားပင်နန်းတွေစိုက်တာဒါတွေအားလုံးကမြေစည်းလွှာတိုက်စားမှုကိုကောက်ွယ်တဲ့အရန်ကောင်းတဲ့အနည်းလမ်းတွေပါပဲ။ကဲတတိယချက်ကိုရောက်လာပါပြီ။ဒါကတော့တင်းနန်းတွေအတွက်ညတာတဲ့အာဟာရဖန်တီးပေးဖို့ပါပဲ။လူတွေလို့ပေါ့ဗျာ။ တီးနန်းတွေလည်းကြမ်းကြမ်းမာမာကြီးထွားဖို့ဆိုရင်အာဟာရညီညွတ်ဖို့လိုတယ်။ဆိုတော့သူတို့ကိုကျွေးမဲ့အာဟာရနဲ့ရေကိုညံရှိရှိစီမံခန့်ကွက်တတ်ဖို့ကအရန်အရေးကြီးပါတယ်။ဒီနေရာမှာတော့ခင်မီနီးပညာကတကယ့်ကိုဆရာဝန်တယောက်လိုပါပဲ။မြေစီလွာစစ်စေးချင်းဆိုတာလားမြေကြီးကိုစစ်စစ်လိုက်တယ်လို့ပဲ။သူ့ကျမရဲ့ခြေနေဘလို့ရှိလဲ။ဘာအာဟာရတတ်တယ်လို့နေလဲဆိုတာကိုတိတိကျကျတည်ရတယ်။အဲ့ဒီတော့မှလိုအပ်တာကိုပဲဖြစ်မှတ်ထားပြီးဖြစ်ပြလို့ရတာပေါ့။ ်ပြီးတော့တဘာဝမြေသောစာနဲ့ဓာတုမြေသောစာကိုဟန်ချင်းညီညီတုံးမယ်ဒါဆိုဓာတုပစ္စည်းကိုအလွန်အကျွံတုံးစရမလိုတော့ဘူးရည်သွင်းတဲ့စနစ်ကိုလည်းထေချာစီမံခန့်ခွဲမယ်။ဒါမှမင်းငန္တာတို့အာဟာရဓာတ်တွေရေတဲမျောပါသွားတာတို့မဖြစ်မှာပေါ့။နောက်ဆုံးချက်ကိုရောင်းလာပါပြီ။ဒါကတော့ပိုပြီးစမတ်ကြပြီးဘေးကင်းလုံခြုံတဲ့စိုက်ပျိုးရေးကိုဖော်ဆောင်ဖို့ပါပဲ။ဒီပညာတွေကဘလောက်ပဲကောင်းနေပါစေတကယ်တမ်းအဓိကတောက်ချက်ကတော့လူတွေရဲ့အသိပညာနဲ့စေတနာပါပဲ။ အဓိကတော့တောင်သူတွေကိုယ်တိုင်ကိုစွန့်ရီမြင့်တင်ပေးဖို့ပါပဲ။စိုက်ပျိုးရေးပညာပေးစနစ်တွေကနေတဆင့်သူတို့ကိုရေရှည်တည်တန်းတဲ့နှီးပညာဆိုတဲ့လက်နက်တွေတက်ဆင်ပေးရမှာပေါ့။နောက်တစ်ချက်က IBM လို့ခေါ်တဲ့ပေါင်းစပ်ပိုးမွားကားကွယ်ရေးနှီးစနစ်ပါ။အဓိကတော့ဒါကအန်တရီများတဲ့ပိုသက်ဆေးသုံးတာကိုတက်နိုင်တဲ့လောက်အများကြီးရွှတ်ခပစ်တာ။ဒီလိုလုပ်မှမြေစီလွားတဲ့ဂီယာစနစ်တစ်ခုလုံးကိုကားကွယ်နိုင်ပါလိမ့်မယ်။ဆိုတော့ဒီနီလန်းနဲ့အားလုံးရဲ့အဓိကရည်ပန်းချက်တာဗာလဲအဖြေအားရှင်းပါတယ် ဒီနေ့တနေ့တဲ့အထွန်းလုံးကောင်းမို့အဲ့ဒါထိုးရတော့မဟုတ်ပါဘူးအဲ့ဒီချက်ပေါ်ပြီးကြည့်ကြတဲ့ image ရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့နောက်မြစ်စစ်တဲ့ကျွန်တော်တို့ရဲ့ခလဲမီးမြစ်တဲ့အတွက်ခိုင်မာပြီးရေရှည်ရစ်တည်နိုင်တဲ့စိုက်ပျိုးရေးအမွေအနှစ်တစ်ခုပေါ်ထားခဲ့ဖို့ပါပဲကဲနောက်ဆုံးအနေနဲ့စင်စားစရာလေးတစ်ခုခြံထားခဲ့ချင်ပါတယ်ဒီမှာပြခဲ့တဲ့နီးပြူဟာတွေကမြန်မာနိုင်ငံရဲ့အမျိုးစီလွာကိုပြန်ပြီးအိုင်ပြေဝစေနိုင်တယ်ဆိုရင် ဒီကနေ့ရတဲ့သင်ခန်းစာတွေကတကဘာလုံးအတွက်ရောဘလိုမျိုးမျောလင့်ချက်တွေပေးနိုင်မလဲဒါကတော့ကျွန်တော်တို့အားလုံးအတူတူစဉ်းစားကြည့်ရမယ့်မေခွန်းတစ်ခုပါပဲ